အခုတစ်ခါမှာတော့ကွန်ရက်ရဲ့လူတီနဲတဲ့အသုံးဝင်ပုံ12မျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစခင် ကျွန်တော်ရဲ့ channel လေးဒီမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကိုအထူးလေးထားသော channel လေးဖြစ်တာကြောင့် subscribe လေးမနှိပ်ရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ပြီးအားပေးတော့ပါဦးနော်ကွန်ရက်ကဆေးဘက်ဝင်နေဆိုတာကိုတော့ကျွန်တော်မိတ်ဆွေများလည်းသိထားပြီးပဲဖြစ်ပါတယ်ကျမ်းမာရေးအတွက်အထောက်အကူပြုပေးနိုင်တဲ့ဓာတ်တွေလည်းအများကြီးပါတယ်ဆိုတာကိုတော့သိပြီးတော့သိကြမယ်မထင်ပါဘူး အကျဉ်းအဖြစ်ပြောရမယ်ဆိုရင်တော့ကိုယ့်ရွက်ကိုအနာတော်တော်များများမှာအသုံးပြုကြပါတယ်ကိုယ့်ရွက်မှာပါတဲ့ဓာတ်ကအနာကိုအမြန်ကျက်စေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာကိုယ့်ရွက်လို့ပြောလိုက်တယ်ဆိုရင်ဆက်ရှားရှားအနက်မွေးမွေးလေးရှိပြီးထိပ်ပန်းချွန်ချွန်လေးနဲ့ကိုယ့်ရွက်ကိုကွန်းစားဖို့အတွက်အသုံးများကြပါတယ်ဘာလို့လဲဆိုရင်တော့ကိုယ့်ရအနေနဲ့ကိုယ့်ရွက်ကိုရှေ့ရခင်ကာလတွေကလေးကအသုံးပြုခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာကိုယ့်ရွက်မှာဘာတွေပါဝင်သလဲ ကွန်းရက်မှာဗီတာမင် C, သာရီမင်း၊နီကင်း၊ရီဘိုဖလက်ဗင်း၊ကာရိုဒီးနဲ့ကယ်စီယမ်တို့ကျွဲဝစွာပါဝင်နေပါတယ်။ကွန်းရက်ကဂရင်းကျမ်းမာစေသလိုအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုလည်းတက်တာစေနိုင်ပါသေးတယ်ခင်ဗျာ။ကွန်းရက်ကကျန်းမာရေးဆိုင်ရာအာနိသင်များစွာကျွဲဝပေမဲ့စည်ရွက်ကြီးတွေ၊ကွန်းသီးတွေ၊စည်အမျိုးမျိုးတွေနဲ့တွဲဆမယ်ဆိုရင်တော့ဂရင်းကင်စာဖြစ်နိုင်တဲ့အထိကျန်းမာရေးဆိုးကျိုးရှိလာနိုင်ပါတယ်။ ဒါကလည်းကွန်းရွယ်ကြောင့်တော့မဟုတ်ပါဘူး။ကွန်းစားတဲ့အခါထက်စားတဲ့ဆေးတွေရဲ့စိုးကျိုးတွေကြောင့်ပဲဖြစ်ပါတယ်။ကွန်းစားရင်ထက်စားတတ်တဲ့ထုံးကဂရင်းကို ပေါက်ပြဲစေပြီး ထိခိုက်အနာတရဖြစ်စေနိုင်ပါတယ်။မကြာခဏဆိုရင်ကင်ဆာဆဲအဖြစ်ပြောင်းသွားနိုင်သည့်အထိစိုးကျိုးတွေရှိလာနိုင်ပါတယ်ခင်ဗျာ။ဒါကြောင့်ကွန်းစားတာကိုတော့ကျွန်တော်အနေနဲ့အားမပြုပါဘူး။ကွန်ရွက်ကြည်တည်တဲ့ဆိုရင်တော့ကျမ်းမာရေးအတွက်အထောက်အကူပြုတာမို့လို့စားသုံးပေးလို့ရပါတယ်ခင်ဗျာ။ ကိုရက်ကဘလိုနေရာတွေမှာစိပဲဝင်တာလဲဆိုရင်နံပါတ်1ဂရင်းကျမ်းမာရေးကိုကောင်းစေခြင်းကိုရက်ကိုဝါးပေးမယ်ဆိုရင်ဂရင်းထဲမှာရှိတဲ့ဗရီဒီယာတွေပေါက်ဖွားမှုနှုန်းကိုဟန်ထားနိုင်ပြီးဂရင်းနှံကိုတင်းပြတ်စေမှာပဲဖြစ်ပါတယ်အဲဒါကြောင့်သွားနဲ့ဂရင်းကျမ်းမာဖို့စေဝါးတွေအသုံးပြုမဲ့အစားတဘာဝစေးတစ်မျိုးဖြစ်တဲ့ကိုရက်ကိုပဲဝါးပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ nice နံပါတ်2ချောင်းဆိုးသက်သာစေနိုင်ခြင်းကိုရက်ရဲ့နောက်ထပ်စေးဘက်ဝင်မှုတစ်ခုကတော့ ူတိုင်းလိုလိုသိထားပြီးဖြစ်တဲ့ချောင်းဆိုတက်တာစီတာပဲဖြစ်ပါတယ်။ကိုွင့်ရွက်မှာယောဂပိုးမွားတွေကိုတိုက်ဖြတ်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ချောင်းဆိုတာကိုတိတိတသာတက်တာစီနိုင်ပါတယ်။ချောင်းဆိုတဲ့အခါမှာကိုွင့်ရွက်နဲ့ရစားလေးကိုရောပြီးငုံထားပေးခြင်းကလည်းအတော်လေးကိုကောင်းတဲ့ကျန်းမာရေးဆေးနီးလေးတစ်မျိုးပဲဖြစ်ပါတယ်။နံပါတ်3နားကြိုက်တာကိုတက်တာစီနိုင်ခြင်းကျွန်တော်မိတ်ဆွေများလည်းတစ်ခါတရံနားကြိုက်တဲ့ဝေဒနာကိုခံစားမှုရမှာပါနားကြိုက်တဲ့အခါနေရထိုင်ရလုံးဝမတက်တာပါဘူ အဲ့ဒါကြောင့်နားကြိုက်တာအတွက်အကောင်ဆုံးတက်တာစီတဲ့စီနီတစ်ခုကတော့ကုန်းရက်ပါလို့ပြောချင်ပါတယ်။နားကြိုက်တဲ့အခါကုန်းရက်အသုံးပြုပြီးတက်တာအောင်လုပ်လို့ရပါတယ်။နံပါတ်၄စီဂျိုအတွက်ကောင်းခြင်းကုန်းရက်မှာပါတဲ့ drop out တစ်ခုကတော့သွေးထွင်းသကြားဓာတ်ကိုကြာဆင်းစေနိုင်တာကြောင့်စီဂျိုသမားတွေအတွက်အထူးသင့်တော်တဲ့စီနီတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၅ကင်ဆာယောဂါကိုကာကွယ်ပေးနိုင်ခြင်းကုန်းရက်ကိုဝါးစားပေးမယ်ဆိုရင်ဂရင်းထဲမှာရှိတဲ့ ် Scorpio S7 ပမာဏကိုထိမ့်ညပေးပြီးကရင်ကင်စာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ကွန်ရက်၁၀ရွယ်၁၂ရွယ်လောက်ကိုရင်းရွှေစူစူနဲ့ထည့်ပြုတ်ပြီးအပြားရည်နဲ့နဲ့ထည့်တော့ပေးမယ်ဆိုရင်တော့ကင်စာကာကွယ်ဖို့အထောက်အပံ့ဖြစ်စေတယ်လို့လည်းလေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။နံပါတ်၆အနာကျက်စေနိုင်ခြင်းကွန်ရက်ကတော့ထိခိုက်အနာများအပြင်အပူပူများပေါက်ခြင်းပြည်တယ်နာများကိုလည်းအမြင့်ထွက်အောင်လှုပ်ဆောင်ပေးနိုင်ပါသေးတယ်ခင်ဗျာ။ အဲ့ဒါကြောင့်အနာဘောကိုကွံ့ရတန်တန်လေးအုပ်ပြီးပတ်တီးနဲ့စီးပေးမယ်ဆိုရင်အနာကျက်မြန်စေပြီးအမြန်ဆုံးတက်တာစီမှာပဲဖြစ်ပါတယ်။နံပါတ်9ခေါင်းကိုက်တက်တာစီနိုင်ခြင်းခေါင်းအရကိုက်နေရင်ကွံ့ရကိုခြေပြီးရှူပေးတာနှစ်ထင်မှာကွံ့ရကပ်ပေးတာမျိုးလုပ်ပြီးလို့ရပါတယ်။အဲ့ဒါကလည်းခေါင်းကိုက်တာကိုတိတိတသာတက်တာစီနိုင်တဲ့စီနီတစ်မျိုးဖြစ်တယ်လို့ပြောချင်ပါတယ်ခင်ဗျာ။နံပါတ်10ကိုလေးချင်းကြာစီနိုင်ခြင်း ကိုရွက်မှာခန္ဓာကိုယ်ရဲ့အစီတွေကိုကြာဆင်းစေနိုင်တဲ့အာနိသင်ရှိပြီးဇီဝဖြစ်စဉ်တွေကိုတိုးတက်ကောင်းမွန်စေနိုင်တာကြောင့်ကိုယ်အလေးချိန်ကြာကျင်တဲ့သူတွေအတွက်ကိုရွက်ကသင့်တော်တဲ့သဘာဝစည်းတမျိုးဖြစ်ပါတယ်။နံပါတ်၉သွေးရင်းကိုလက်စတရောကိုကြာဆင်းစေနိုင်ခြင်းသွေးရင်းကိုလက်စတောများလာတာကနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်သလိုလေဖြတ်နိုင်ခြေကိုလည်းတိုးစေနိုင်ပါတယ်။ဒါကြောင့်သွေးရင်းကိုလက်စတောအရင်မများအောင်ဂရုစိုက်ဖို့လိုအပ်ပါမယ်။ကုန်ကြစည်တက်တက်တာတာနဲ့ သွေးရင်းကိုလက်စတောကိုကြာကျင်နေဆိုရင်တော့ကုန်းရွက်ကိုသုံးဆောင်ပေးပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျာ Nice နံပါတ်10ဝက်ချံတက်တာစီနိုင်ခြင်းဝက်ချံနဲ့အရေးပြပြဿနာတွေအတွက်ကုန်းရွက်ကိုအသုံးပြုလို့ရတယ်လို့ကျွန်တော်မိတ်ဆွေများလည်းကြားဘူးကြမှာပါဟုတ်ပါတယ်ကုန်းရွက်မှာဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ဝက်ချံနဲ့အရေးပြဓာတ်မတဲမှုတွေကိုလျှော့ပါတတ်တာစေနိုင်ပါတယ်။အဲဒါကြောင့်ကုန်းရွက်ပြုတ်ရည်နဲ့နေ့စဉ်မျက်နှာသစ်ပေးခြင်းကလည်းမျက်နှာပေါ်မှာဖြစ်တဲ့ပြဿနာအချို့ကိုတတ်တာစေနိုင်မှာပဲဖြစ်ပါတယ်။ နံပါတ်7ဝမ်းမံစီနိုင်ခြင်းကိုွန်ရွက်ကဓာတ်တိုးဆက်ခြင်းအာနိသင်ကျွဲဝတဲ့အရွက်တစ်မျိုးဖြစ်တဲ့အပြင်ခန္ဓာကိုယ်ရင်းကဓာတ်တိုးပစ္စည်းတွေကိုဖယ်ရှားပေးပြီး pH ပမာဏညီညွတ်မြတ်တတ်အောင် ထိန်းချိန်ပေးနိုင်ပါတယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ဝမ်းချုပ်နေတဲ့ဆိုရင်ကိုွန်ရွက်ပြုတ်ရေးတော့ပါဝမ်းမံသွားပါလိမ့်မယ်နံပါတ်7မျက်ရိုးကပ်ခြင်းကိုတက်တာစေနိုင်ခြင်းကုန်းရွက်ရဲ့ဆေးဘက်ဝင်အာနိသင်တွေကိုပြောပြရမယ်ဆိုရင်တော့ကုန်းဝင်မထင်ပါဘူးခင်ဗျာ။ဘာလို့လဲဆိုရင်တော့ဘိုးစင်ပေါင်းဆက်ကတည်းက ကွန်ရွက်ကိုခုချိန်ထိဆွဲဆွဲမြဲမြဲစားသုံးလာတဲ့အချက်ကိုကြည့်ရင်ပဲသိနိုင်ပါတယ်။အခုတစ်ခါမှလည်းမြန်ရိုးကတ်ချင်းအတွက်ကွန်ရွက်ကိုသုံးပေးလို့ရတယ်ဆိုတာကိုကျွန်တော်မိတ်ဆွေများကိုသိစေချင်တာပဲဖြစ်ပါတယ်။ကွန်ရွက်အနှဲငယ်ကိုလက်သေးလေးနဲ့စိတ်ပြီးကိုက်နေတဲ့မြန်ရိုးနှစ်ထင်းများမှာကတ်ထားခြင်းကလည်းတိတိသားသားကြမ်းမာစေနိုင်တဲ့အတွက်ဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ခုလိုမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျွန်တော်ရဲ့မိတ်ဆွေတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရစေ။ ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်လည်း like and share လေးနှိပ်ပြီးအားပေးသွားပါဦးနော်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘလို့စိတ်ဝင်စားစရာကြားမရရဲ့အကြောင်းအရာများကိုတင်ဆက်ပေးမလဲဆိုတာဆက်မကြည့်ရှုအားပေးကြပါဦးလို့ပြောကြရင်ဒီအစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါရခင်ဗျာအားလုံးပဲကိုစိတ်နှပြကြားမှရှင်လန်းကြပါစေ